ရာကုပြောပြရတွေ့လို့ဆရာဦးမြင့်မောင်ကျော်တို့ကလည်းတို့လည်းဒီလိုပဲပေါ့နော်။ဟောပေါ့။ Subvirti ပကြီးဆရာအနေနဲ့သူ့ကိုယ်သူယုံကြည်ပြီးတော့ပေါ့နော်။ယုံကြည်ပြီးတော့ဒီရန်ကုန်ကိုတက်လာကြတယ်ပေါ့နော်။ဆရာတို့လည်းဒီသဘောပါပဲ။နော်ဆရာ။ဟောနာအရှင်းခံပြီးတော့နော်။ဟုတ်ပါဘူး။ဒီလိုမျိုးတွေလုပ်ကြရတာပေါ့နော်။ဟုတ်ကဲ့ပါဆရာ။ဆရာနောက်တစ်ခုလေကျွန်တော်သိချင်တာဒီလိုပါ။ဆရာခုနကပြောတဲ့အထက်မှာတော့ပါသွားတယ်။ဘာလဲဆိုတော့ဆရာ အင်ဒိုနီးရှားအပ်တဲ့ဟာလာဒီပို့တဝင်လုပ်ထင်တယ်လေဟုတ်ပါတယ်ထင်ပါတယ်နော်ဟုတ်ဂျပန်နဲ့လည်းဆရာအဲ့လိုမျိုးဂျပန်လည်းလုပ်ခဲ့ဘူးသလားလို့လေဂျပန်ကဘိုးတော်ဘာသာဖွဲ့စည်းတစ်ခုနဲ့လေလုပ်ခဲ့တာရှိပါလားဆရာအဲ့လိုသူတို့ကဟိုနည်းနည်းအချက်မှသူတို့ရဲ့ဟိုလေဟိုအလို့ရုံငွေတော်တော်များရှိတယ်ဟုတ်ကဲ့ခင်ဗျာအဲ့ဒီပတ်တီကောဖောင်ဒေးရှင်းနဲ့အော်ဟို တော့သူတို့ဆိုလိုချင်တာကတော့ဟိုအင်္ဂလိပ်လိုလည်းသူတို့ရိုက်ချင်တယ်အင်ဒိုနီးရှားလိုလည်းသူတို့ရိုက်မယ်။အော်အဲအဲ့ဂျပန်တို့နောက်ပြီးတော့မြောက်ကိုကိုရီးယားတို့ကလည်းကမ်းလန်းတယ်လို့တော့ကြားတယ်။ဟုတ်ကဲ့ဟိုစာအုပ်အနေနဲ့တော့ကျွန်တော်တော့မတွေ့ရဘူး။ဟုတ်ကဲ့ခင်ဗျာဟိုကျွန်တော်ဒီမှာသူတို့ရိုက်တဲ့စာအုပ်ဆိုလို့တုတ်တက်ပဲရှိတယ်။အော်ဟုတ်ကဲ့ခင်ဗျာအဲ့ဒါကတော့သူတို့ဟောပေါ့လေအင်ဒိုနီးရှားလိုပေါ့နိဟုတ်ကဲ့ခင်ဗျာသူတို့ကဟိုចောင်းသုံးလုပ်တယ်တဲ့ဟုတ်ကဲ့ခင်ဗျာဟိုတကယ်တမ်းကျရင်ကို ဟိုရေဟိုဗုဒ္ဓဘာသာကျွန်တော်တို့အာရှမှာလေဒီအင်ဒိုနီးရှား1%မရှိဟုတ်ကဲ့ဟုတ်ကဲ့လူဦးရေကတော့များတယ်ဟုတ်ကဲ့ဝမ်ပါစက်မဲ့ဘုရားပါလားရှိအဲ့ဒါကူပဲဟိုကျွန်တော်သရုဒ္ဓအကျင့်ရိုက်တဲ့စာအုပ်ကျွန်တော်လက်ဆောင်ပေးတယ်။အော်ကျွန်တော်ဘုံဤမတန်ကြည့်လိုက်တော့ကြစာအုပ်တွေများလာကြီးလားလို့တခါရဲလို့ရှိရင်9000ရိုက်ရတယ်။အော်ဟုတ်ကဲ့သရုဒ္ဓအကျင့်ရိုက်တာဟုတ်ကဲ့ အအခြေကြီးနဲ့အရေးအတွက်နဲ့ပါတော့လေဟုတ်ကဲ့ဟုတ်ကဲ့အော်ကျွန်တော်နိုင်ငံမှာကျွန်တော်ဟုတ်ကဲ့ဟုတ်ရိုက်ပါလေ2000 3000 4000ဒါပဲဟုတ်ပါဟိုတောင်းကနေမရှိဘူးရှိဟုတ်ပါတယ်ကျွန်တော်တော်တော်အံ့ဩတယ်โอเคดีโลว่าบ่เนาะพุทธภาษาเน้နိုင်ငံมาတော့ဟုတ်ပါတော့ကျွန်တော်လည်းအံ့ဩတယ်ဆရာဘာကြောင့်လဲအင်ဒိုနီးရှားဖြစ်နေတော့အင်ဒိုနီးရှားဖြစ်နေတော့ဥမာပြန်ဂျပန်တို့ထိုင်းတို့ဆိုတော့လေဟုတ်ဘုရောဖြစ်သေးတယ်ရတယ်သူတို့ကဘုရောဖြစ်တာရှိတယ်ဟုတ်တယ်ဆရာဟုတ်ပါတယ် ဟုတ်ကဲ့ဟိုကျွန်တော်သိတာတော့အဲ့ဟွာပေါ့လေအဲ့သူတို့ဘာသာစကားနဲ့ဟိုထုတ်တဲ့စာအုပ်လေဟုတ်ကဲ့အဲ့အဲ့ဒါတုံးတော့ကျွန်တော်ပို့ပေးဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာဆိုတော့လေဆရာကျွန်တော်တကယ်တမ်းပြောရရင်တော့လေအခုလိုမျိုးရှင်းပြတာလည်းပို့ပြီးတော့ကျွန်တော်တို့တွေလည်းကောင်းပါတယ်ဒီကြီးရှုတဲ့ပေးသက်တွေလည်းလေဆရာရဲ့ဒီအောက်ဝတ်တွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးနားလည်ရတာပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးဆိုတော့ဆရာကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်ကဘာထပ်သိချင်လဲဆိုတော့ဆရာရဲ့ ဒီဟွာပေါ့ဆိုပါစို့ဆရာခုနပြောလို့ပေါ့ဘိုးတော်ဝင်ပကြီးကားတွေပေါ့ဒါလေးလည်းကျွန်တော်နည်းနည်းထပ်ပြီးတော့သိကျင်တာလေဘိုးတော်ဝင်ပကြီးကားတွေကတော့ဆရာခုနဆရာရှင်းပြလို့ပဲသူကဘိုးတော်ဝင်စာပေကလည်းအခိုင်အမာရှိပြီးသားပဲဟုတ်ကဲ့ဟုတ်ဆရာဟုတ်ကဲ့အဲ့ဒီဟာကိုမှဘိုးတော်စာပေနဲ့ဆရာရဲ့ဒီဖန်နေတဲ့အယုတ်ပေါ့ဗျာဟုတ်ကဲ့နော်ဒါနဲ့တွဲဖက်ရတာဟုတ်ဗျာဟုတ်ပါတယ်ဟုတ်တယ်မလားဟုတ်ပါကျွန်တော်တို့တာမန်ဒီ ကိုပကြီကားရေးတာကတော့ဆရာခုနပြောလို့လွတ်လွတ်လပ်လပ်ရေးရတာဟုတ်တယ်ရေးရတဲ့ခါကျတော့ဆိုပါစို့ဆရာအဲ့တော့ဆရာဒီဗုဒ္ဓစာပေတွေနဲ့ပတ်သက်တဲ့ခါမှာလေဆရာနည်းနည်းလေးထပ်ပြီးတော့သိကျင်တာလေဘယ်လိုမျိုးတွေဆရာလေ့လာချင်းကပ်ပြီးတော့ဘယ်လိုမျိုးရှုထောင့်ဟိုမှာဆရာပို့ပြီးတော့လေဒီ highlight လုပ်ပြီးတော့ဆရာရေးဆွဲတာမျိုးတွေရှိပါတယ်ဥပမာဆိုပါစို့ဗျာဒီကျွန်တော်တို့စတော်ကြီးဆယ်ဘွဲလိုအမျိုးဆိုလို့ရှိရင်ဆရာရှင်းပြထားတာကျွန်တော်တွေ့ရပါတယ်ဥပမာအဖြစ် ဝေဒနာဇတ်တော်ဆိုလို့ရှိရင်လည်းအများသိတာကဟလာဒီမဒီလီဝီနဲ့ကိစ္စလိုအမျိုးပဲကြည့်ပြီပဲကြံတဲ့ဒီကျွန်တော်တို့တည်တည်တိုက်တဲ့အခန်းခဏတွေရှိတယ်ဘောအများကြီးရှိတယ်ပေါ့နော်ဇနက်ကလည်းဇနက်ကဘာကိုဒါမျိုးပေါ့လေဆရာဇနက်ကလည်းတူစီယာတွေဟုတ်တယ်နော်ဆရာအများကြီးအတိထားမျိုးတွေကြတော့ဆရာဘယ်လိုမျိုးတွေဆရာရွေးချယ်ပြီးတော့လေဟုတ်ကဲ့ဖန်နီးပြတယ်လဲဆရာအဲ့ဒါလေးလည်းရှင်းပြပေးပေါ့ဟိုဘောဗုဒ္ဓဝင်က ခက်တာကျွန်တော်တို့ဟာရှိရဗျမဟာယနနဲ့ထေရဝါဒဆိုပြီးရှိတယ်ဟုတ်ကဲ့ခင်ဗျအဲ့တော့အဲ့ဒီမှာနည်းနည်းကွဲလွဲမှုလေးရှိတယ်ဟုတ်ကဲ့ခင်ဗျဟိုဒီယဟန်တန်ဃာတွေဝတ်တဲ့သင်္ကန်းအစာဟုတ်ကဲ့ဟိုအယောင်ကအစာဟုတ်ကဲ့ခင်ဗျဟိုကိုရိုင်းမောင်တို့လည်းတွေ့မှုမှာပေါ့ဟိုတီယိုဘုံကြီးတွေကိုရီးယားဘုံဂျပန်ဘုံကြီးတွေတော့ယူရီးယားပဲကြည့်ဟုတ်ကဲ့ခင်ဗျဟိုကျွန်တော်တို့ဟိုကြည်အရောင်နဲ့မတူဘူးမတူဟုတ်ကဲ့ ဟိုကျွန်တော်တို့ဒီမှာကိုဝယ်ပြန်ကြည့်ကျွန်တော်ရွှေကျင်နဲ့သူတို့မှာဟုတ်ကဲ့မတူဟုတ်ကဲ့ခါဟိုရွှေကျင်ကြတော့ကြာဟိုဟိုတင်ကန်းတွေပဲတူတူလေးရယ်တူတူလေးဟုတ်ကဲ့ဝတ်တယ်လေဟုတ်ကဲ့အဲဟိုအဲ့လိုအဲ့လိုဟိုဘုရားဘာသာတော့ဘုရားဘာသာပေါ့လေအဲ့ဒီမှာဟိုကွဲလဲမှုလေးတွေကဟိုကိုယူစနေသူဟုတ်ကဲ့အဲအဲ့ဒါလေးတွေကိုနည်းနည်းထိညှိပြီးတော့မှလွတ်လွတ်ရတဲ့သဘောကြီးတော့ရှိတာပေါ့ဟုတ်ကဲ့ဆရာဟော ဟိုဟိုဥမာလေးကျွန်တော်တခုပြောမယ်နိဟုတ်ကဲ့ဆရာအင်းဤဂူရီမာလာဟုတ်ကဲ့ဤဂူရီမာလာ ਨੇ ပတ်သက်ပြီးမှကြီးတဲ့အခန်းကိုရောက်သွားတယ်ဟိုအဲ့ဒီအတဲ့ပုဂ္ဂိုလ်ကဆရာတော်ကလေကြာဦးမကြီးကားကြီးလေးလူချင်းနေပေါ့နော်အဲ့တော့သူ့ကိုလိလာဖို့ရအတွက်ဟိုဗီဒီယိုအဖွေလေးရှိတယ်ဟုတ်ကဲ့ဟိုကျွန်တော်တို့အိန္ဒိယအခွေလေးရှိတယ်ယူရီးယားအခွေလေးရှိတယ် โอเคအဲ့အဲ့ဒါကြီးကျွန်တော်ဒီပို့ပြီးဟုတ်ကဲ့ခင်ဗျာပို့ပြီးတော့အဲ့ဒါကြီးကျွန်တော်ကြည့်ရတယ်ကြည့်ရတော့ကျွန်တော်တို့စီမှာကျွန်တော်တို့တည်တာအင်ကူလီမာလာဒီလက်ညိုးတွေကိုပဲဖြတ်တယ်လို့ကျွန်တော်တို့ကဟုတ်တည်တာဟုတ်ဟုတ်ကဲ့ဆရာဟောအဲ့ဒါဆရာရယ်လက်ညိုးမဟုတ်ဘူးရဲ့ဟိုလက်မာတဲ့အော်ဟာဘာဖြစ်လို့လဲအဲ့တူအခွေခွေကိုထုတ်ပြဟောအဲ့ဒါတော့ဟို သီရိလင်္ကာပေါ့နော်ဟုတ်ကဲ့ကွာအဲအဲ့ဒီကုမ္ပဏီရဖြန့်တာဟိုရိုက်တာတော့ထိုင်းကဟိုတရုတ်ဆောင်နေရရိုက်တာဟာဟုတ်ကဲ့ဆရာဟာခါရဲအသေးစိတ်ကိုပြဟာဟုတ်အဒီလက်မတွေဖြတ်တာဟာဟုတ်ကဲ့အဲ့တော့ကျွန်တော်ကလက်ညိုးတွေဒီလေဘေးမှာဟုတ်တယ်ဟုတ်ဆရာတီးပြီးတော့မှရေးပြီးတော့မှကြောင်းကောက်တာဟုတ်ကဲ့ဆရာအဲ့သူနဲ့အဲ့လိုအငင်းပွားတော့လက်မလုတ်ပြီးပါလို့ဟာအဲ့လိုရောမဟုတ်သေးဘူးကွာလို့ငါဆရာကြီးနည်းနည်းချင့်ကပ်အောင်မယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့ကျွန်တော်ကဆရာပါတခုစီသွားဆရာပါတခုကတော့ဒူးဒူးချင်းချင်းလေးပါပြောတာအင်ကူလီမာလာမာလာဆိုတာပန်းกว่าဟုတ်ကဲ့အင်ကူလီဆိုတာတဲ့လက်ချောင်းများအာလက်ချောင်းများကိုပန်းကုန်းလို့တီကုန်းပြီးမှဝတ်တယ်အော်ဟုတ်ကဲ့အော်မင်းလက်မဖြစ်ဖြစ်လက်တန်းဖြစ်ဖြစ်လက်ညှိုးဖြစ်ဖြစ်กว่าတဲ့ ရတယ်တဲ့အော်ဟုတ်ကဲ့ဟုတ်ကဲ့ဘာလို့ဟိုကဟိုသတ်မှတ်ချက်တခုမပေးဘူးအော်ဟုတ်ကဲ့ဆရာအဲ့ဒါကျွန်တော်ရပြီဆိုပြီးပါလေဟုတ်ကဲ့ဆရာကျွန်တော်အဆင်ပြေသွားဟိုအဲ့လိုအဲ့လိုပါပဲအများကြီးပဲကျွန်တော်မသိတာတွေအဲ့ဆရာတွေအကုန်လိုက်မေးရတယ်ဟုတ်ကဲ့ဟိုကျွန်တော်အလုပ်လုပ်ရတော့အဲ့ဝင်ကြီးချုပ်ဦးနုအိမ်ထောင်ရောက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟို သူတို့ကတော့အကုန်လုံးအင်ဂျင်နီယာတွေကဘုံကျောင်းနေပြီးတော့မှဒါတွေကိုသူတို့ကနှောကြည့်ခဲ့ဆရာကြီးတွေလေဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့တော်တော်သတိထားရနော်ဟုတ်တယ်ဟုတ်တယ်ဟိုပြောမစလို့တော့အများကြီးပေါ့ဟုတ်ကဲ့ဒါလေးကတော့ဥမာတစ်ခုဟုတ်ကဲ့ပါအဲ့တော့ဟိုအနှစ်ချုပ်ပြောရလို့ရှိရင်တော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဟိုဒီမှာတောင်မှပဲကျွန်တော်တို့ကိုယ်လွဲမှုပဲရှိတယ်လို့ပေါ့လေကျွန်တော်တို့ဒီထေရဝါဒ နဲ့မဟာယာနကိစ္စတွေရတော့လေဟုတ်ကဲ့တချို့ကျွန်တော်တို့လည်းသိပြီးနဲ့ကျွမ်းကျင်မအောင်ဟုတ်ကဲ့ဟုတ်အဲ့ဒါတွေရဲ့ဟောပေါ့လေကွယ်လွယ်မှုတွေကိုထိန်းညီးပြီးအောင်ပါလေဟုတ်ကဲ့မမအောင်လုပ်ရဟုတ်ကဲ့နင်တို့တာဝန်တော့ကြည့်ရအောင်နော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာဟုတ်ကဲ့ဆရာကျွန်တော်တခုပေါ့ကျွန်တော်အခုဒါကတော့ဒီပကြီးပြပွဲပေါ့ဒီပကြီးပြပွဲနဲ့ပတ်သက်တဲ့ဆရာပကြီးလက်ရာတွေပေါ့လေခြေလက်ကပြာမှာကျွန်တော်တွေ့ရတာဒီဒီပေါ့ဆရာကျွန်တော်တို့အစင်လာအဖြစ်ပေါ့ ဒီ figure တွေဟာဆိုလို့ရှိရင်ရိုးရအောင်ဆိုလို့ရှိရင်လည်းလေကျွန်တော်ကောက်ချောင်းနဲ့ပဲအဓိကတော့ line အတာပေးတယ်ပေါ့လေ line အတာပေးနဲ့ပဲကောက်ချောင်းပေါ့ဒီကောက်ချောင်းတော်မှပဲကျွန်တော်တင်တယ်နွဲ့နဲ့နှောင်းနှောင်းဟာလို့မျိုးပဲကောက်ချောင်းလေးတွေပဲလောက်ကြတယ်ပေါ့နော်ဟုတ်ကဲ့နောက်ပြီးတော့အခုဆရာရဲ့ဟာမှာကျွန်တော်စောစောရတယ်ကျွန်တော်ဆရာကိုရှင်းကျွန်တော်ခဏမိတာလေးပြောပြရတယ်လေဟုတ်ဆရာဒီမြန်မာမှုမြန်မာဟန်ကိုပကြီးကိုရေးပေးမယ်လို့ဆရာရဲ့ဒီတေဖို့ချက်ဟာ ဒီဟောပေါ့ရှေးရိုးစံတဲ့ဟာမျိုးမဟုတ်ဘူးဆရာရဲ့ဟုတ်ကဲ့မျက်နာဥမာလူလူမျက်နာတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘက်ခစ်စံတဲ့မျက်နာလိုမျိုးတွေဟုတ်ကဲ့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒါလည်းဆရာကျွန်တော်တင်တယ်ဒီအရင်ရှိခဲ့တဲ့လက်ရာတွေနဲ့ဆရာကွဲထွက်အောင်ဆရာကိုနိုင်ကွာပဲလေဟုတ်ကဲ့ဟိုရေချက်ရှိရှိဖန်တီးထားတာလည်းဖြစ်ကောင်းဖြစ်မလားပေါ့နော်ကျွန်တော်အဲ့ဒါလည်းစိတ်ဝင်စားတယ်ဆိုတော့လေအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းဆရာဒီ figure တွေကိုရေးတဲ့အခါမှာ ဆရာဘယ်လိုမျိုးချင်းကပ်လဲပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်သိချင်ပါတယ်ဆရာဟိုကျွန်တော်တို့ရေးလာတာကြာလို့ရှိရင်တော့ရေးရတခုဆိုရအကြီးဆရာတိုင်းပါလေဟုတ်ကဲ့ဆရာရကြပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ကုပိုင်ဟန်တခုရဝရဆိုအချိန်ကြီးအများကြီးပေးရတာပေါ့ဟုတ်ကဲ့နောက်ပြီးတော့ကုရဲ့ပကြီပေါ်မှာဟိုယုံကြည်ချက်တို့ခံယူချက်တို့ဆိုတာထားရတာပေါ့ဟုတ်ကဲ့ထားရတာပေါ့ဟုတ်ကဲ့အဲ့တော့ကုပိုင်ဟန်မပြောက်အောင်လို့ ငါခစ်မီအောင်ဘယ်လိုဘယ်လိုရေးမလဲပေါ့ဟုတ်ကဲ့ဆရာဟိုကျွန်တော်တို့ခစ်ပေါ်အကြောင်းအရာတွေကျွန်တော်တို့ရေးကြပြီဆိုတော့ဟိုကိုယ့်ရဲ့ကိုပိုင်ဟန်လည်းပါကျင်သေးရဲ့လေဟုတ်ကဲ့ဆရာကိုပိုင်မပါလို့ကျင်ကိုစိတ်ကိုမတန့်ဟုတ်ကဲ့ဆရာအဲ့လိုခံစားရဟုတ်ကဲ့ဆရာအဲ့လိုကိုပိုင်ဟန်နဲ့ဟိုစမ်းသစ်အောင်ဟုတ်ကဲ့ဘယ်လိုကြိုးစားမလဲဟုတ်ကဲ့ဘယ်လိုဖန်တီးမလဲဟုတ်ကဲ့အဲ အဲ့လိုတော့ဟိုပါပေါ့လေမရေးခင်ပါပေါ့လေဟုတ်ကဲ့အနေအထုရတာပေါ့ဟုတ်ကဲ့ဆရာဟုတ်ဟုတ်ကဲ့ဆရာဟုတ်ပါတယ်နော်ဆရာဒါကြောင့်မလို့လေဆရာအားလေးတွေကကျွန်တော်စောစောကလေခံစားမိတယ်လို့ပဲကျွန်တော်တို့ခက်နဲ့လျော်ညီရယ်ပေါ့ဆရာအဲ့လိုမျိုးတော့ကျွန်တော်တွေ့ရတယ်ရှေးဆံမနေဘူးပေါ့ဆရာရယ်နော်အဲ့လိုမျိုးလေးတော့ကျွန်တော်တွေ့ရပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆိုတော့လေဆရာဒီပကြီးပြပွဲနဲ့ပတ်သက်လို့ပေါ့နော်ဒီဆရာ ဆရာပွဲကိုလာပြီးတော့ကြည့်ရှုမဲ့ပရိသတ်တွေပေါ့နော်ဆရာဒါတွေနဲ့ပတ်သက်ပြီးတော့လဲဆရာပကြီးကားတွေနဲ့ပတ်သက်ပြီးတော့လဲဘယ်လိုမျိုးသတင်းစကားလေးတွေဆရာပေးဖို့ဆရာရှိမဲ့ဆရာဒါလေးနဲ့ဒီကုန်းချုပ်ပေးပါဆရာဩဟုတ်ကဲ့ဟိုကိုရိုင်းမွားကြီးဟိုပြောရလို့ရှင်တော့ဟိုကြီးဆရာကြီးအားလုံးကလေဟိုဒီကလာကြီးကလေဟိုအလုံးလုံးချင်စိတ်သိမရှိကြဟုတ်ကဲ့ဆရာအင်း ဟိုဒါပေမဲ့အသက်မွေးမွေးကြောင်းလည်းရှိသေးတယ်လေဟုတ်ကဲ့အဲ့တော့ဘာပဲဖြစ်ဖြစ်ဟိုဗကြီးနဲ့ပတ်သက်လာရင် ကျွန်တော်တော့ဟိုလေစိတ်မညစ်စေချင်ဘူးဟုတ်ကဲ့ဟိုစိတ်ကိုတက်နိုင်ဆုံးတက်တာအောင်ပေါ့လေဟိုဝါဒနာပါတဲ့အလုပ်ကလေးကိုပေါ့နော်ဟိုစင်စက်မပြတ်လုံနိုင်အောင်ကြိုးစားပါလို့ဟိုဟိုရေဟန်ရိုးရာတို့ခစ်သစ်တို့နော်ဟို ကျွန်တော်တို့ရင်းနှီးတွေကတော့ကိုကြိုက်တာကိုလွတ်လပ်တာကြီးပါဟုတ်ကဲ့ဘာမှအဲ့ဒါတော့ဟိုခေါင်းထဲမှာထားစရာမလိုဟုတ်ကဲ့ဆရာဟိုကို့ရဲ့ကလောင်နံပါတ်တစ်ခုဘာနဲ့ထူကောင်းခဲ့လဲဘယ်လိုရင်းဟန်နဲ့ထူကောင်းခဲ့လဲဘယ်လိုခံယူချက်တွေနဲ့လာလဲအဒီပုံမှာဟိုဟိုကို့ကို့ကိုသိဟုတ်ကဲ့ဟုတ်တော့မလားဟုတ်ကဲ့ဟိုဖန်တီးမှုတော့အမြင်မ်းဟိုအားထုတ်ကြပါလို့ဟို ဒါတော့ဟိုကြီးနဲ့ပတ်သက်တဲ့ဝါသနာရှင်ပဲဖြစ်ဖြစ်လေဟုတ်ကဲ့ဆရာဟိုဆရာကြီးဟိုလေကျွန်တော်ဟိုဝါဖြစ်ကျင်တာပေါ့လေကျွန်တော်ဆန္ဒပြုကျင်တာပေါ့ဟုတ်ကဲ့ပါဆရာဟုတ်ဟုတ်ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာကျွန်တော်ခုလိုမျိုးသိလိုတာလေးတွေလေဆရာစိတ်ရှည်လက်ရှည်နဲ့ဖြေကြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါ